ခုပြောပြမှာတော့အပြူလေးတွေအိမ်အောင်ပြုမယ်ဆိုရင်ဒီအချက်တွေရှိမှအိမ်အောင်ပြုပါဒီအချက်တွေမရှိရင်အိမ်အောင်မပြုပါနဲ့ဘာဖြစ်လို့တုံးဆိုတော့ဆလဲဝင်ဖင်မမဲခင်ကကွဲကြပြဲကြတယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေထဲမိန်းကလေးတွေပေါ်မှာပို့ပြီးနှစ်နာလို့ပါတခုလက်တလင်းကွာဆိုတာပဝင်းကျင်ကြီးကအစာအထင်သေးကြတယ်အချောင်နှိုက်ချင်တဲ့သူတွေကလည်းဝိုင်းဝိုင်းလေးအဲဆိုတော့ကျတော့ငါရဲ့ညီမလေးတွေဒုက္ခရောက်မှာဆိုလို့မာကြီးကပြောပြခြင်းဖြစ်ပါတယ် ကဲပထမဆုံးအချက်ကတော့မင်းတို့တွေကအိမ်အောင်ပြုတော့မယ်ဆိုလို့ရှိရင်မင်းတို့ကကလေး9ယောက်လောက်ကိုကျွေးနိုင်ပြီလားကောင်းကောင်းမွန်မွန်ထားနိုင်ပြီလားထားနိုင်တဲ့စီးပွားရေးငါလုပ်နိုင်ပြီလားလို့ကိုယ့်ဟာကိုယ်စဉ်းစားပါလုပ်နိုင်မှအိမ်အောင်ပြုပါတုံးမဆိုမပြုပါနဲ့ဟဲ့မာကြီးရဘာလို့လို့တော့ယောက်ျားယူတာပဲယောက်ျားကလှုပ်ကျွေးမှာပေါ့အာမကိုပါနဲ့အချစ်ကိုအချစ်တိုင်းပဲထားပါဘာဖြစ်လို့တော့ဆိုတော့ အင်မတန်ဆိုးအင်မတန်ယုံမှာအင်မတန်ကောက်ကျစ်တဲ့ယောက်ျားတွေကိုကလေးတွေမျက်နှာကိုလဲစည်းဝါးမရှာတတ်လို့ကလေးတွေမျက်နှာလေးတွေထောက်ပြီးတော့အောက်ကျိုခံဒုဖက်ပြီးတောင်းမှန်ပြီးပေါင်းနေရတဲ့အမျိုးသမီးတွေကမြန်မာနိုင်ငံမှာဒုနယ်တွေပါအဲ့ဒါကြောင့်မို့လို့စည်းဝါးမရှာနိုင်ဘူးကလေးတွေကိုမွေးလာတဲ့ကလေးတွေကိုလည်းဖူးဖူးလုံးလုံးမထားနိုင်ဘူးဆိုရင်မယူပါနဲ့哦နောက်တစ်ချက်နောက်တစ်ချက်က ယောက်ျားယူတော့မယ်ဆိုရင်တီးခန့်စိတ်အပြည့်ရှိပါစေတီးခန့်နေဆိုတာတမိသားနဲ့တမိသားသစိမ့်နေပေါင်းဖက်ကြတဲ့အတွက်တယောက်နဲ့တယောက်ကအင်မတန်တီးခန့်ရပါတယ်ဒီကြားထဲမှာယောက်ျားတွေရဲ့ဆိုးမျိုးကတော်တော်ဆိုးပါတယ်စကပုံတောင်ရှိလင်းတလင်းညင်းတညင်းယောက်ျားတယောက်ဟာမူတမျိုးနဲ့ဆိုးကြတယ်သူကြည့်ပါပဲမဆိုးတာဆိုတော့တိတ်ရှာလို့ခက်ခဲပါတယ်ပေါ့နော်69ဓာတ်မ900ခိုင်နှုန်းတော့ဆိုးတယ်ပေါ့ ဆိုတော့အဲ့ဒီယောက်ျားတွေကိုတိခံရပါမယ်။ဟိုဘယင်းနောင်စစ်တီရဲမဲရွေးတယ်လို့ပေါ့။ဘယင်းနောင်ကစစ်တီရဲမဲရွေးတယ်တဲ့။လက်မအချောင်းကိုအဆိုင်ပြီးတူနေရိုက်ခါဆုံးဖြတ်တယ်။နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ်ရွေးချယ်တယ်။အဲ့လိုပဲလက်မအချောင်းကိုအဆိုင်ပြီးတူနေရိုက်တာထက်ပိုးဆိုးတဲ့အမှုအရာအပြောအဆိုတွေကအင်မတန်တိခံရမှာပါ။နော်အိမ်အောင်ကြသွားရင် မိန်းကလေးတို့အင်မတန်သီးခံရမှာပါအဲ့ဒါကြောင့်မလို့သီးခံစိတ်တရားပြေဝမှသာအိမ်အောင်ပြုကြပါဒို့မို့ဆိုရင်တော့မလွယ်ပါဘူးနောက်တတိယအချက်တတိယအချက်ကအကယ်ဒမီမင်းသမီးတွေကဲတူကိုငိုရမလားရီရမလားကြမ်းတင်ကြမ်းနုတင်နုချွဲတင်ချွဲလုံနိုင်ရပါမယ်ဟေးမရဲ့ ချစ်လို့မအင်တာဗျူတယ်ဖြူဖြူစင်စင်မဲ့ကိုယ်စိတ်ထဲအတိုင်းသွားမလို့ပါနဲ့မရပါဘူး။ဘာဖြစ်လို့တုံးဆိုတော့ကျမတို့ပတ်ဝန်းကျင်မှာရှိရှိပါ80 80လောက်အထိတက်တန်းရှိကြာရင်နေတဲ့လင်မယားစုံတွဲကြီးတွေကိုကြည့်လိုက်ရင်အဲ့ဒီမှာရှိတဲ့အန်တီကြီးတွေကအဲ့လိုမူယာမာယာအတကုံတက်ပါတယ်။မူယာမာယာအများသိများရပါတယ်။ငိုစရာရှိငိုလိုက်ပါရေစရာရှိရေလိုက်ပါကြောက်စရာရှိကြောက်ပြလိုက်ပါချင်းကြောက်စရာရှိလည်းချင်းချောက်ပလိုက်ပါ အဲ့ဒါမှမူယာမာယာတက်မှာယောက်ျားอยู่ပါအဲ့ဒါမင်းတို့အတွက်မာကြီးရဲ့စေတနာတွေပါဒီသုံးချက်ကိုတော့ပိုင်ပိုင်နိုင်နိုင်ရှိမှာအော်ငါယောက်ျားอยู่လို့ရပြီဆိုပြီးယူပါ